အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဒီနေ့မှကျုံမိတ်ဆွေများအတွက်ဒီလာမယ့်စတတပိုင်းအတွက်ဗုဒ္ဓသာမင်အတွက်အိမ်တော်ရေးစီးပွားရေးငွေကြေးလှုပ်ကမ်းပညာရေးစုံလျောင်းလေးကျွန်တော်ကြည့်ပေးမယ်ပြီးရင်ဘီရနောက်မှာကျွန်တော်ရတရားလေးလည်းပေးမယ်ဒီရတရားလှုပ်ထားမယ်ဆိုရင်ဒီစတတပိုင်းမှာဗုဒ္ဓသာမင်အတွက်ကံကောင်းခြင်းတွေကုစီကိုရောက်လာမှာဖြစ်ပါတယ် ရရအောင်ပြောင်းလုပ်ပေးပါဦးကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်ဒီဗီဒီယိုမျက်နှာနဲ့ဝေမျှခြင်း share ခြင်းလောက်လောကလောကမိပါနဲ့ခင်ဗျာခုလိုမျိုးပဲဖိုတိုသားရီတွေဒီဆက်သလပိုင်းမှာကံညက်နေတဲ့ကံမကောင်းဆိုရင်အခုကြောင့်တင်မိတဲ့ဗီဒီယိုလိုက်တွေ့ပြီးတော့တို့တွေရတရားလိုက်ချီလို့ဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေတွေကျွန်တော်ကလည်းထပ်တူကုလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုမျက်နှာနဲ့ share ဝေမျှခြင်းလောက်လောကလောကမိပါနဲ့ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့ လက်ကြည့်ကြမယ်ခင်ဗျာစတလပိုင်းမှာဗုဒ္ဓသာမီတွေကံကောင်းနေလားခံစိုးနေလားနှခုမေးရင်ကောင်းအားက60လောက်ရှိနေပါလေသတိထားရမှာ40လောက်ရှိတယ်ဘာတွေကကောင်းနေတာလဲဘာတွေသတိထားရမလဲဆိုတော့အသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ငွေအကြေးအဥ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကနည်းနည်းလေးဒီထားပါခင်ဗျာကိုစုဆောင်းထားတဲ့ငွေအကြေးတွေ ဒါတစားတစားထွက်သွားတာမျိုးငွေတွေကုန်ကျများနေတာမျိုးတွေကြုံတွေ့နိုင်တယ်အထူးတိထားရမှာကငွေချီတောင်တွေအမခဏာတွေမလိုတဲ့ကိစ္စတွေမလိုတဲ့အရာတွေငွေမေ့အောင်သူပြုဆိုင်ပါခင်ဗျာငွေကြေးစုဆောင်မှုအားကနေတဲ့အတွက်ကြောင့်မို့ကိုစုဆောင်လာတဲ့ငွေကြေးကလည်းဖြည်းဖြည်းနဲ့ဒါထွက်သွားမယ်ဆိုလာလာပြေတဲ့ကြောင့်ငွေကြေးအောက်စာပစ္စည်းနဲ့မအပ်တ်မယ်ဆိုရင်သူပြုဆိုင်ပါလို့ပဲကျွန်တော်ကကြံပြချင်ပါတယ် မိတ်ဆွေကနဲ့ပတ်သက်မယ်ဆိုရင်เนาะအချိုးပေးတဲ့မိတ်ဆွေကအများကြီးရှိတယ်အချိုးပေးတဲ့မိတ်ဆွေတကယ်ကြောင့်ကိုယ်မှာအဆင်ပြေတာတွေအောင်မြင်တာတွေအလောက်တိုင်းတွေအဆင်ပြေတာတွေကြုံတွေ့နိုင်တယ်အထူးဒီထားရမှာကလူရောတော့မထားသေးဘူးကိုယ်အရန်ယုံကြည်ရတဲ့လူအောင်ကိုယ်တစ္ဆာဖောက်တတ်ပါတယ်တချို့ပဲเนาะတော်တော်များများကတော့ကောင်းတယ်တချို့တယောက်စားနှစ်ယောက်စားကကိုယ်ရန်ယုံကြည်ရတဲ့လူကကိုယ်တစ္ဆာဖောက်တတ်တယ်ဒီအချက်တော့အထူးယူဆိုင်ပါခင်ဗျာအချိုးမပေးဘူးလားမေးတော့အချိုးပေးတဲ့သူတွေကလည်းအများကြီးရှိလို့ ကိုယ်တစ္ဆာဖောက်တဲ့သူကလည်းရှိနေပြန်ရောဒါကြောင့်အကောင်းနဲ့အဆိုးနဲ့ဒွန်သွဲနေတဲ့လာသလားဖြစ်တဲ့မိတ်ဆွေကနေငယ်ချင်းကနေပတ်သက်မယ်ဆိုနော်မိသားစုရင်းနဲ့ပတ်သက်အရန်ကောင်းပါလေခင်ဗျာမိသားစုထဲမှာနားလည်မှုလွဲနေတာတွေကိုယ့်ရဲ့ညီကိုမောင်နှမမိဘတွေနဲ့အဆင်မပြေဖြစ်နေတာတွေနားလည်မှုတွေလွဲနေတာတွေပြန်လည်နားလည်မှုရတာမျိုးတွေပြန်လည်အဆင်ပြေတာမျိုးတွေကြုံတွေ့နိုင်တယ်ကိုယ့်ရဲ့မိသားစုထဲမှာဆက်တွေ့ပြနေတဲ့သူတွေအဆက်တွေ့များတဲ့သူတွေရှိတယ်ဆိုရင်လည်းပြန်လည်ဆက်တွေ့ရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်အရန်ကောင်းနေတာတို့ကအင်ချမ်ပီနဲ့ပတ်သက်တာ အရန်ကောင်းပါတယ်အိမ်ချန်တွေနဲ့ပတ်သက်ပြီးတော့အိမ်ဝေမှာလားအိမ်ရောက်မှာလားအိမ်ချန်နဲ့ပတ်သက်မယ်ဆိုရင်ဘာပဲလို့လို့အကျိုးပေးနေလားသလားဖြစ်ပါတယ်အရန်ကောင်းပါတယ်လူငယ်တွေအရန်တစ်ချင်တဲ့အခြေအနေပတ်သက်တာဂယူဆိုင်စီခြင်းပါအခြေအကိုအာယုံတိတ်မထားစေခြင်းဘူးဘုရုသားသမီးတွေအချစ်ကိုအာယုံစိုက်တာများရင်အာယုံထားများရင်ကိုယ့်ရဲ့ကျန်းမာရေးတွေနောက်ကိုယ့်ရဲ့အလောက်ကိုင်းတွေစီးပွားရေးထိခိုက်တတ်ပါလေ။ဒါကြောင့်အချစ်နဲ့ပတ်သက်မယ်ဆိုအညံ့ပိုင်းမှာနည်းနည်းရှည်တော့ကြမှုအချစ်ကိုအာယုံအရင်မစိုက်သေးပါဘူးခင်ဗျာ။ နောက်တစ်ခုကကောင်းနေတာကကိုကစမ်းပွေနေတဲ့ကာလတစ်ခုဖြစ်တယ်ပြောဆိုများအောင်မြင်နေပြီးတော့လူချင်းလူကင်များလည်းလာလာဖြစ်တယ်စမ်းပွေနေတဲ့ကာလဖြစ်တဲ့ကြောင့်မို့အရန်ကောင်းပါတယ်ခင်ဗျာအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့တစ်ခုတစ်ခိထားရမှာကပဝန်းကျင်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အိမ်တော်ရေးတွေထိခိုက်ပြုွယ်ပြည့်စုံတတ်ပါတယ်ဒါအိမ်တော်ရေးနဲ့ပတ်သက်မယ်ဆိုရင် ဂျားစကားတွေဘေးစကားတွေနားမထောင်နဲ့နားမရောင်နဲ့ဘေးရစကားတွေနားထောင်နားရောင်မယ်ကိုယ့်အိမ်တော်ဘက်ကိုတွားပြောမိမယ်တွားဆိုမိမယ်ဆိုရင်နားလည်းမှုတွေလွဲပြီးတော့အိမ်တော်ရေးတွေပြုခါဖြစ်တတ်ပါဒါကြောင့်ကျွန်တော်ပြောတဲ့အချက်ကိုအထူးပြုဆိုင်ပါခင်ဗျာကျမကြီးနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်ကောင်းပါလေကျမကြီးညံ့နေတဲ့သူတွေတော့ကျမကြီးမကောင်းတဲ့သူတွေဒီလိုလာမျိုးမှာကျမကြီးပြန်လဲကောင်းမွန်တာမျိုးတွေအနာနဲ့စီရင်တဲ့တာမျိုးတွေကြုံတွေ့နိုင်တယ်ကျမကြီးပတ်သက်ရင်လည်းအရန်ကောင်းပါတယ်ဘာသာတရားနဲ့ပတ်သက်ရင်လည်းကောင်းပါလေခင်ဗျာဘာသာတရားလေးတွေကိုများများလောက်ကြားပြီးလက်ဆွေခြင်း နော်ငွေကြေးတွေဝင်ချင်းနော်ကံကောင်းချင်းတွေရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဘာသာတရားကိုလည်းများများလေးလုပ်စီခြင်းပါတယ်ကိုယ့်ရဲ့ဘာသာအလိုက်လေးပေါ့နော်သောထုတာသမီးဖေဖေမေမေအနေနဲ့နော်ကို့မှာတားလေးမွေးထားတဲ့ဆိုရင်ထူးယူဆိုင်ပါတားလေးကကို့ဒုက္ခပေးတတ်တယ်ပြောဆိုသည်မနာထောင်တာမျိုးသူလှုပ်ချင်တဲ့ဆူးလှုပ်နေတာမျိုးမဇာကနာကို့ဒုက္ခပေးတာမျိုးတွေကြုံတွေ့နိုင်တဲ့အကြောင်းမို့တားမွေးထားတဲ့ဖေဖေမေမေအထူးယူဆိုင်ပါလို့အကြံပြုခြင်းပါတယ် တမီးမွေးရတယ်တမီးမင်းကလေးတွေရှိတယ်ဆိုရင်အကျိုးထူးတွေရရှိမှာဖြစ်ပါတယ်တမီးရဲ့ကောင်းကျိုးလေးတွေကိုရရှိမှာဖြစ်တယ်ကိုယ့်ရဲ့တမီးကပြောဆိုရခက်နေတယ်ဆိုရင်ဒီလိုဆက်သလပိုင်းမှာပြောဆိုဆုံးမရမယ်ဆိုရင်အလွယ်တကူနားထောင်တာမျိုးနားခံတာမျိုးတွေတော့ကြုံတွေ့နိုင်တယ်တမီးကျိုးတော့ခံစားရမယ်လာတလာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်အားကောင်းနေတယ်လာတလာဖြစ်ပါတယ်ဘုရူတာရီတွေနော်ပညာရေးနဲ့ပတ်သက်ပြီးတော့ပြမြအောင်မြင်တာမျိုးတွေဇာကောင်းတမကောင်းအကူအညီထောက်ပံ့တွေမိဘဆွေမျိုးအထောက်အပံ့တွေရရှိမယ် ခုထိထားရမှာကမိတ်ဆွေအကျိုးမပေးပါဘူးเนาะတကယ်ချင်းပေါင်းမှမှုကြောင့်ကိုယ့်ရဲ့ပညာရေးတွေနှောက်နေတာမျိုးအဆင်မပြေတာမျိုးတွေဖြစ်နိုင်တယ်ဒါကြောင့်မို့တကယ်ချင်းပေါင်းတဲ့နေရာမှာအထူးကြီးဆိုင်ပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတယ်လာတလာဖြစ်ပါတယ်အလောက်တစ်စတင်ချင်တာလားအလောက်တစ်တိုးချဲချင်တာလားအလောက်ပြောင်းဆွေးချင်တာလားအလောက်လက်မဲ့ဖြစ်နေတာလားဘယ်လိုလုပ်မစိုးเนาะအဆင်ပြေမယ်လာတလာဖြစ်ပါတယ်အလောက်ကိုင်းမရှိတဲ့သူတွေနေကတော့ဘေးရွက်နောက်မှာကြောရေတရာလေးပြီးမယ် ဒီရတဲ့အောင်လှုပ်ခြင်းအားဖြင့်အလုပ်တွေမကြခင်မှာရရှိလာမျိုးတွေကြုံတွေ့မှာဖြစ်ပါတယ်။ကိုယ်နဲ့တက်တော်တဲ့အလုပ်ပေါ့တရားပေါင်းရရှိမှာဖြစ်ပါတယ်။ရတဲ့အောင်ဖြစ်အောင်လုပ်ပေးပါ။အခြေညက်နေတာပဲဖြစ်ဖြစ်အိမ်တော်ကြီးညက်နေတာပဲဖြစ်ဖြစ်ကျမကြီးညက်နေတာဖြစ်ဖြစ်ရတဲ့အောင်လှုပ်လှဲ့ခြင်းအားဖြင့်ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့အချို့တော့ပေးနေပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာတာမျိုးကံနဲ့ပတ်သက်ပြီးတော့ကံဆန်းခြင်းတွေဆိုရင်တော့၄ပါးတဲ့နံပါတ်တွေကအချို့ပေးပါတယ်။၄ပါးတဲ့နံပါတ်တွေကကိုယ်စိုးမိုးနေတဲ့နံပါတ်ဖြစ်ပါတယ်။ ကံကောင်းနေတဲ့အရောင်ကအဖြူရောင်လေးတွေဖြစ်တဲ့တိမ်ပြာရောင်လေးတွေဖြစ်တဲ့အဖြူရောင်တိမ်ပြာရောင်လေးတွေကိုအရေးကြီးတဲ့အချိန်မှာဂျီဒီကိစ္စတွေမှာဝှစ်ဆင်ချင်အောင်ပြီးကံကောင်းမှုတွေတွေရရှိမှာဖြစ်ပါတယ်။ယခုဒီထားရမှာကဒီစက်တလပိုင်းမှာခီးဝေးသွားတာတွေခီးထွက်တာတွေတော့လုံးဝလုံးဝလုပ်လို့မရပါဘူးခင်ဗျာ။ခီးဝေးသွားမယ်ခီးထွက်မယ်ဆိုရင်အညက်လေးတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လန်ခီမှာအဆင်မပြေတာမျိုးပိတ်ပင်အသားစီအဟန့်အတိုင်းတို့ကြောင့် ကိုယ်တွားချင်တဲ့ခီကိုလော်လော်တဲ့မရောက်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့ရက်ဝေးတွားမဲ့သူတွေခီထွက်မဲ့သူတွေအထူးပြုဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။အတူချောင်းလေးကျွန်တော်ပြန်ပြောရမယ်ဆိုရင်တော့ငွေကြေးအောက်စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကဂယူဆိုင်ပါကိုစုဆောင်းလာတဲ့ငွေကြေးတွေပလုံသွားတတ်ပါလေ။မိတ်ဆွေကံနဲ့ပတ်သက်မယ်ဆိုရင်အစိုးအကောင့်နဲ့တွန်သွင်းနေတဲ့ကာလပြည့်တော့ကြောင့်မို့လူယုံမထားသေးပါဘူး။မိသားစုရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတဲ့လာလာပြောရကြမို့မိသားစုရေးမှာအဆင်ပြေပါလေ အခြေအနေပတ်သက်မဲ့ဆိုရင်အာယုံတိတ်မဆိုင်ပါနဲ့အခြေအနေပတ်သက်ပြီးအာယုံဆက်မိမဲ့ဆိုရင်စီးပွားရေးတွေကျန်းမာရေးတွေထိခိုက်တတ်ပါတယ်အရန်ကောင်းနေတာဆန်းပွေနေတာဖြစ်တယ်နော်ပြောဆိုများအောင်မြင်တယ်အိမ်တော်ရေးနဲ့ပတ်သက်မဲ့ဆိုရင်ဘေးစကားတွေနားမထောင်နဲ့နားမယောင်ပါနဲ့နားထောင်နားယောင်မဲ့ဆိုအိမ်တော်ရေးတွေထိခိုက်ပြိုကွဲပျက်စီးတတ်ပါတယ်ကျန်းမာရေးနဲ့ပတ်သက်မဲ့ဆိုရင်ရန်ကောင်းပါတယ်ကျန်းမာရေးညနေသူတွေအနာနဲ့ဆေးနဲ့တည့်ဝတာမျိုးကျမကြီးတွေတက်တာပြောင်းကျင်းတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဘာသာတရားနဲ့ပတ်သက်များများလို့ချင်အောင်ပြီးစီးပွားရေးလုပ်ကမ်းတွေအဆင်ပြေတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ တာမီကန်နဲ့ပတ်သက်မယ်ဆိုရင်တာကျိုးဟာတိတ်ခန်းစားခွင့်မရှိဘူးတမီကျိုးကခန်းစားခွင့်ရှိပါတယ်ဘာသာတရားနဲ့ပတ်သက်ပြီးတော့များများလှုပ်ခြင်းအပြင်လက်ဆွေနာတွေလက်ပွေနာတွေမူဟန်တွေဂျုံတွေ့နိုင်ပါတယ်အလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်ဘယ်လှုပ်မယ်ဆိုအကျိုးပေးရင်ကာလတိုင်းမှာရှိတယ်စတင်ချင်တာလားတိုးချက်ချင်တာလားအဆင်ပြေပါတယ်ကန်နဲ့ပတ်သက်ပြီးတော့ကန်ဆန်းလို့ရပါတယ်ကန်ကောင်းနေတဲ့အကြောင်းလေးပြောပြခဲ့ဖြစ်တယ်ခီးဝေးတွေတော့မသွားသိပါဘူးမထွက်သိပါဘူးခင်ဗျာ ကဲဒါဆိုရင်ကျွန်တော်ရေတရာလေးပေးမယ်ရေတရာကိုကျွန်တော်တူတူလိုက်လုပ်ကြမယ်ခင်ဗျာဒီရေတရာလိုက်လုပ်ခြင်းအပြင်ဒီဆက်တလပိုင်းမှာကံကောင်းမှုလေးတွေဗဟုသုတမှုတွေရရှိမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တူတူလိုက်ကြည့်ကြမယ်ခင်ဗျာလောက်ရမယ်ရေတရာကမခက်ပါဘူးလွယ်ကူပါတယ်ဗုဒ္ဓနေမနက်9:45နဲ့9မိနစ်မှာဖန်ပလင်းလေးနော်ရအောင်ရဖန်ပလင်းထဲမှာရေတဝက်ကျဲလောက်ထက်ပြီးရင်ကစွန်ပင်ရအောင်ရကစွန်ပင်က15ပင်ဖြစ်နေရပါမယ်အမြင့်ပိုင်ပိုကောင်းတယ်အဲ့ဒီဖန်ပလင်းထဲမှာကစွန်ပင်ကို စင်တန်အောင်လေးဆိုက်ပြီးပေါ့နော်မစင်နဲ့ရတယ်ဘာမှဖြစ်ဘူးဖန်ပလင်းထဲကို15ပင်လေးတိကိုဆိုက်ပြီးတော့ကိုယ့်ရဲ့အဲအရာဘေးတော်လကောင်းပေါ့မြင့်မြတ်တဲ့နေရာမှာဖရားကျောင်းဆောင်တော်သမတင်တယ်နော်ဟိုမြင့်မြတ်တဲ့နေရာလေးမှာထားရပြီးတော့စင်တန်သွားမယ်ဆိုရင်ပူပြီးတော့ကောင်းတယ်မစင်တန်ဘူးဆိုရင်တော့တိတ်မကောင်းဘောနော်ဒါမဲ့ခြေလိုက်ပါဘာပဲဖြစ်ဖြစ်ခြေလိုက်ပါအဲ့ဒီအရာကိုခြေချင်းအားဖြင့်ဒီဆက်ရပိုင်းမှာကံကောင်းမှုတွေရရှိလာမှာဖြစ်တယ်အိမ်တော်ရေးစီးပွားရေးငွေရေးလောက်ကစရာအဆင်ပြေသွားမှာဖြစ်တယ်လွယ်ကူတယ်နော် ကစုံပင်15ပင်ကိုစိုက်ပေးရမှာပဲဖြစ်ပါတယ်။ဒီရက်တရားအောင်ဖြစ်အောင်လုပ်ပေးပါခင်ဗျာ။ရက်တရားကရန်လွယ်ကူပါလေ။ဒီရက်တရားအောင်လှုပ်လှိုက်ခြင်းအပြင်ဒီစစ်တလပိုင်းမှာကံကောင်းမှုလေးတွေကိုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်။ကြောင်မိတ်ဆွေတွေကိုကျွန်တော်ကုညင်းတစ်ခုတောင်းချင်ပါတယ်။ဗီဒီယိုအဆုံးမတိုက်ခင်မှာဒီဗီဒီယိုမျက်နှာနဲ့ like share follow နဲ့ပို့မိပါနဲ့ခင်ဗျာ။ ကျုံမိတ်ဆွေတွေနှစ်အဆနှစ်ဆုံကောင်းတော်နမိတ်ကောင်းတော်သိကောင်းတော်ဝေခြင်းနဲ့ပြည့်စုံပြီးပျော်စွင်သောမိတောင်စုပွားပျော်စွင်သောချစ်တော်ဘောင်းတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းမိပါတယ်ခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေကြပါစေခင်ဗျာ